ဘဝဆူညောင်းတယံရောအခါကမြတ်စွာဘုရားသည်ရာဇကြိုပြီးဝေရိယကတောင်းရန်အိနတာလာ၌၌တရင်သုံးနေတော်မူ၏ထိုအခါတရားမင်းသည်မိမိအချမ်းရံများနှင့်တကွမြတ်စွာဘုရားထံလာရောက်ဖူးညော်ပြီးဤသို့ခြောက်ထားသည်ဟုံးတော်ကြီးတော်မူသောမြတ်စွာဘုရားဤလောက၌လူဖြစ်စေနတ်ဖြစ်စေ အခြားမိမိတရားဝါဖြစ်စေရန်ကင်းလိုကြပါ၏ ဒဏ်ကင်းလိုကြပါ၏စိတ်ဆင်းရဲခြင်းကင်းလိုကြပါ၏အမျက်ဒေါသကင်းလိုကြပါ၏ဤသို့ကင်းလိုကြသဖြင့်ရန်ကင်းအောင်အာထုတ်ကြပါ၏ဒဏ်ကင်းအောင်အာထုတ်ကြပါ၏စိတ်ချမ်းသာအောင် အာထုတ်ကြပါ၏အမျက်ဒေါသမထွက်အောင်အာထုတ်ကြရပါ၏ထိုသို့အာထုတ်ကြပါတော့လေတရဝါတို့သည်ရန်မကင်းကြပါဒဏ်မကင်းကြပါစိတ်ဆင်းရဲကြပါ၏အမျက်ဒေါသလည်းထွက်ကြရပါ၏ ဘာကြောင့်ထိုတို့ဖြစ်ကြရပါနည်းဤတို့တရားမင်းကမြတ်စွာဘုရားအားမင်းမြန်ခြောက်ထားလင်မြတ်စွာဘုရားကမနာလိုခြင်းနှင့်ဝန်တိုခြင်းကြောင့်တရဝါတို့သည်ဤတို့ဖြစ်ကြရခြင်းဖြစ်သည်ဟုပြန်လည်ဖြေကြားတော်မူခဲ့၏ဤအမေးဖြေသည်သင်္ကပသင်္ကပတသုံး၌ပါဝင်၏တရဝါတိုင်းချမ်းသာခြင်း၏ချမ်းသာချမ်းသာချမ်းသာခြင်းသည့်အတိုင်းလဲချမ်းသာအောင်အထုပ်၏အထုပ်ပါတော်လဲမချမ်းသာခင် ဘေးရန်လဲကင်းလို့ဤဘေးရန်ကင်းလို့သည့်အတိုင်းဘေးရန်ကင်းအောင်လဲအထုတ်ဤအထုတ်ပါတော့လဲမကင်းခဲ့ထိုနည်းအတူဒဏ်ကင်းအောင်လဲအထုတ်ပါဤအမြတ်ဒေါသကင်းအောင်လဲအထုတ်ပါဤထို့သောအထုတ်ပါတော့လဲအထုတ်သည့်အတိုင်းမဖြစ်ခဲ့ပါကြည်ဤဒီမှာတရားမင်းဤအတွေ့အကြုံဖြစ်ဤလူတိုင်းလဲဤသို့ပင်တွေ့ကြုံဤမြတ်စွာဘုရားဤဟောကြားတော်မူချက်အရာမိမိတို့ဤတရဏ၌မနာလိုခြင်းနှင့်ဝန်တိုခြင်းကိုပယ်တတ်နိုင်လင် ။တရဝါတိုင်းဘေးရန်မရှိသည်မှသေးကြ၏။ဒဏ်မရှိသည်မှသေးကြ၏။စိတ်ချမ်းသာကိုချမ်းသာစိတ်ချမ်းသာကိုချမ်းသာစိတ်ချမ်းသာကိုချမ်းသာရှိသည်မှသေးကြ၏။အမျက်ဒေါသမထွက်သည်မှသေးကြ၏။မနာလိုခြင်းကိုအိတ်တော်ဟုခေါ်၏။ဝင်းတိုခြင်းကိုမစ္စရိယဟုခေါ်၏။တရားမင်းသည်မြတ်စွာဘုရားဟောကြားတော်မူသည့်အတိုင်းမနာလိုခြင်းအိတ်တာနှင့်ဝင်တိုခြင်းမစ္စရိယကိုပယ်တတ်လေ၏ တကြမင်းပေတဲ့နီးမှာမြစ်ပြတ်ပေတဲ့နီးဖြစ်မနာလိုခြင်းအိတ်တာနဲ့ဝင်းတိုခြင်းမစ္စရိယကိုပေတဲ့နိုင်ရန်မြတ်စွာဘုရားကတကြမင်းအားဝေဒနာနှုပတနာသတိပဋ္ဌာန်ကိုဟောကြားတော်မူ၏မြတ်စွာဘုရားဟောကြားတော်မူသည့်အတိုင်းတကြမင်းသည်ဝေဒနာကိုဖြစ်ပျက်ရှုမှတ်လျာထိုနေရာ၌ပင်သောတာပတိမတ်နှင့်ထိုနေရာ၌ပင်သောတာပတိမတ်နှင့်သောတာပတိဖို့ကိုရ၍သောတာပန်ဖြစ်လေ၏ ။ဒကြာမင်းကသောတာပန်ဖြစ်သွားသဖြင့်မနာလိုခြင်းနှင့်ဝန်တိုခြင်းကိုပယ်နိုင်ခဲ့ပြီးမနာလိုခြင်းနှင့်ဝန်တိုခြင်းကိုပယ်နိုင်သဖြင့်လည်းသူကြိုးပမ်းသည့်အတိုင်းရန်ကင်းရလိမ့်ပြီး၊ဒဏ်ကင်းရလိမ့်ပြီး၊စိတ်ချမ်းသာရလိမ့်ပြီး၊အမျက်ဒေါသကိုချုပ်ထိန်နိုင်လိမ့်ပြီး။ဤဒီမှာအရိယာမတ်ကိုရခြင်းကြောင့်ဖြစ်ပါ၏။ဘုထုဇဉ်လူသားတို့သည်လည်းတရားမင်းလိုမနာလိုခြင်းနှင့်ဝန်တိုခြင်းကိုမြစ်ပြတ်မပယ်သက်နိုင်တော်လဲပါသောအောင်တော်လုံးနိုင်၏ ထိုကဲ့သို့ပါသောအောင်သတိဖြင့်အာယုံပြုရ၏သတိဖြင့်အာယုံပြုနိုင်သူကို သတိမဟုဆိုရ၏ဉာဏ်ဖြင့်ဆင်ခြင်ရ၏ဉာဏ်ဖြင့်ဆင်ခြင်နိုင်သူကို တပ္ပဇာနာဉာဏ်ဖြင့်ဆင်ခြင်နိုင်သူကိုတံပ္ပဇာနာဟုဆိုရ၏လုံးလုံးလားဖြင့်ပေတတ်နိုင်အောင်အာထုတ်သူကိုအာတာပီဟုဆိုရ၏မနာလိုခြင်းနှင့်ဝန်တိုခြင်းကိုပါသောအောင်လို့ရရင်တတိပညာဝရိယတို့သည်များစွာအရေးကြီးကြ၏ တတိအားကောင်းလင်သီလလိုဤပညာအားကောင်းလင်တမာရိခိုင်ဤအိန္ဒိယ၌ပညာဟူသည်မှာတမာရိပညာသာ ဖြစ်၏ဝိပဿနာပညာမဟုတ်သည် ဝရိယကတတိနှင့်ပညာနှစ်ပါးစုံကိုအားကောင်းအောင်ဆောင်ရွက်ပေ၏ဤသည်မှာမနာလိုခြင်းနှင့်ဝန်တိုခြင်းကိုမိမိ၏တရဏ၌ပါး၍ပါး၍သွားအောင်စတင်ဆောင်ရွက်ခြင်းဖြစ်၏ဘုထုဇဉ်တို့သည်တတိလည်းမထားပညာဖြင့်လည်းမစင်ခြင်း လုံးဝထုတ်၍လည်းပသက်ရန်မကြိုးစားဘူးဆိုပါကမိမိတို့၏တရဏ၌အချင်းချင်းပြိုင်ဆိုင်ခြင်းသည်ဖြစ်တတ်၏ပြိုင်ဆိုင်သည်ဆိုကြဲကအနိုင်ရလိုခြင်းသည်ပေါ်လာပြန်၏အနိုင်ရနိုင်ရန်သူတစ်ပါး၏တိတ်ခါကိုချရာ၏သူတစ်ပါး၏အထောက်အပံ့လမ်းကြောင်းဟုသမ ्या ကိုပိတ်ဆို့ရ၏ထိုအခါမိမိကိုယ်ကိုဘိုခန့်ရတော့၏ဤဒီမှာအမှုမဲ့အမှတ်မဲ့နေသူတို့၏တရဏ၌ဖြစ်တတ်သောမနာလိုခြင်းနှင့်ဝန်တိုခြင်း၏အသိအပင်းဝင် အကုသိုလ်တရားစုများဖြစ်ကြ၏။ကြိုင်ဆိုင်ခြင်းကိုပလတာဟုခေါ်၏။ကြိုင်ဆိုင်ခြင်းကိုပလတာဟုခေါ်၏။ခေါ်သည်။ကြိုင်ဆိုင်ခြင်းသဘောအရဆွေမျိုးချင်းလဲပြန်၏။သူတစိမ့်နှင့်လဲပြန်၏။မိတ်ဆွေအရင်းချခြင်းလဲပြန်၏။ထို့သို့ပြန်ရန်တွင်ပေါ်ပေါ်ထင်းထင်းပြန်ခြင်းလဲရှိ၏။မတိမတာတိုးတိုးကြိတ်ကြိတ်ပြန်ခြင်းလဲရှိ၏။စီဝါရဲ့အရာလဲပြန်၏ ပညာရေးအရာလည်းပြန်ဤအုပ်ချုပ်ရေးအရာလည်းပြန်ဤအရှားရေးရာများအရာလည်းပြန်ဤဤသို့သောပြန်ဆိုင်ခြင်းမူသည်မကောင်းသောအကုသို့တရားဖြစ်ကြောင်းသတိရှိမှစင်ကြယ်မှပယ်ဖြဲ့ရန်ကြိုးစားမှသာသည်ဤသို့မဟုတ်ပါကမိမိဒရန်၌ပြန်ဆိုင်ခြင်းသည်ရှိလေ၏ပြန်ဆိုင်ခြင်းသဘောအရာသူတစ်ပါးကမိမိထက်သာသောမှာကိုစိုးရင်ဤမနာလိုဖြစ်ဤမိမိထက်သာသောမှာကိုစိုးရင်ချင်းမနာလိုခြင်းကိုအိတ်တာဟုခေါ်ဤ အိတ်တာအရာဇီဝရေးနယ်ပယ်၌ဖြစ်လင်းမိမိထက်ဇီဝရေးအရာတာကြောင့်တွေးရမြင်ရလင်းဖြစ်စေကြားသိရလင်းဖြစ်စေမခန့်ရှိမခန့်တာဖြစ်၏ညနာပြည့်ပညာရေးနယ်ပယ်၌ဖြစ်လင်းပညာရေးအရာမိမိထက်တာကြောင့်တက်ကြောင့်တော်ကြောင့်သိမြင်ရသိတွေ့မြင်ရလင်းဖြစ်စေအများရှိမွန်းတန်ကိုကြားရလင်းဖြစ်စေစိတ်ကတိကအောက်ဖြစ်၏ညနာပူ၏အုတ်ချွေးနယ်ပယ်၌ဖြစ်လင်းအုတ်ချွေးအရာ ရင်းမိထက်အာနာရှိကြောင်းလွင့်ရခိုင်ရင်ရှိကြောင်းတွေ့မြင်ရလင်းဖြစ်စေအများအသိအမှတ်ပြုတံကိုကြားရလင်းဖြစ်စေစိတ်မချမ်းမသာဖြစ်ရ၏ချက်စိတ်ဝင်ရ၏ဤဒီမှာမနာလိုခြင်းအိတ်သာဤသဘောဖြစ်ရင်းအိတ်သာဤသဘောကိုသတိပညာဝရိယတို့ဖြင့်ပယ်ဖြောက်အပ်၏ပြန်ဆိုင်ရာတွင် သူတစ်ပါးကမိမိထက်မသာသူတစ်ပါးကမိမိထက်မသာစိတ်သောငါသူတစ်ပါးဤတိတ်ခါကိုရှာရ၏သူတစ်ပါး၏ဂျေဇုမဲ့ကိုဆိုရ၏ ပေါ်ပေါ်ထင်ထင်ဆို၏မတိမတာတိုးတိုးတိတ်တိတ်ကျင့်၍ဆိုရလင်လေမတိမတာတိုးတိုးတိတ်တိတ်ကျင့်၍ဆို၏ပေါ်ပေါ်ထင်ထင်ဆိုရ၌မိမိအနေဖြင့်သူတစ်ပါး၏ဂျေဇုကိုဆိုနေကြောင်းမယူဆနိုင်စေရန်ဝေဖန်သည်ဟူသောအမိတမျိုးကိုတုံး၏တိုးတိုးတိတ်တိတ်ကျင့်၍ဆိုရ၌မူအတင်းပြောတာမဟုတ်ပါဘူးဟု၍အစဉ်ကြေပေး၏အမှန်အဖြစ်ဂျေဇုမိတ်ကိုဆိုခြင်းဖြစ်၏တိတ်ခါချခြင်းဖြစ်၏ရင်းကိုမက္ခဟုခေါ်၏ သူတိတ်ခါချမသူတိတ်ခါချမကိုတိတ်ခါတက်မီဟူ၍၎င်းသူခြေဆုမဲမကိုခြေဆုပြည့်မီဟူ၍၎င်းထင်မှတကြ၏ဓမ္မဟူသည်တဘဝအတိုင်းဖြစ်၏အကုသိုလ်ဟူကအကုသိုလ်အကျိုးကိုပေးမြဲဖြစ်၏ထို့သောဖြစ်ပါလျက်အကုသိုလ်ကအကုသိုလ်အကျိုးကို ပေးအောင်လှုံ့ရှင်းသည်တဘာဝကိုတိုက်ခိုက်ရှင်ဖြစ်၏ထိုအခါသုံးပြန်အားအနေဖြင့်တဘာဝကလည်းထိုအခါသုံးပြန်အားအနေဖြင့် ။တဘာဝကလည်းမိမိထံလာသောလမ်းကြောင်းအတိုင်းတဘာဝအရာမိမိကိုလိမ့်လင်းတဘာဝကပြန်လင်း၏။တဘာဝကိုဆန့်ကျင်လင်းတဘာဝကဆန့်ပြန်ဆန့်ကျင်၏။တဘာဝကိုဆန့်ကျင်လင်းတဘာဝကပြန်ဆန့်ကျင်၏။တဘာဝကိုတိုက်ခိုက်လင်းတဘာဝကပြန်တိုက်၏။တို့အခါတဘာဝကိုလိမ့်သူတဘာဝကိုဆန့်ကျင်သူတဘာဝကိုတိုက်ခိုက်သူသည်နောက်ဆုံး၌ဒုက္ခလှလှကြီးတွေ့ရတတ်လေ၏။ ူတိတ်ခါကြသည်ထက် ကိုကပို၍တိတ်ခါကြ၏သူကျေးဇူးမဲ့သည်ထက်ကိုကပို၍ကျေးဇူးမဲ့၏ရင်းကိုဝက်လေခြင်းဟု၍လဲဆို၏ဤသည်မှာလည်းတဘာဝပင်ဖြစ်၏မိမိထက်သူတစ်ပါးမသာစိတ်သောငါသူတစ်ပါး၏တိတ်ခါကိုရှာယုံနှင့်မပြီးသည်သူတစ်ပါး၏ကျေးဇူးမဲ့ကိုဆိုယုံနှင့်မပြီးသည် ထောက်ပံ့ရေးလမ်းကြောင်းဟုသမျှကိုလည်းပိတ်ဆို့ရသည်၏စီပွားရေးနယ်ပယ်၌ရတဲ့သောအခွင့်အရေးမှန်သမျှကိုမရလျောင်ပိတ်ဆို့၏ အကယ်၍ပိတ်ဆို့မရသဖြင့်ပေးရလင်လဲပေးရသမျှအထဲမှခေါင်းပုံဖြက်ဤလဝကြီးအုပ်ဤလုံးစွာအစိုးမော်တော်ယာဉ်ကပေးရ၌ပင်ငွေဆက်ကူအစ်စ်ကိုမပေးဘဲငွေဆက်ကူအဟောင်းကိုသာပေးဤပညာရေးနယ်ပယ်၌တော်သည်တက်သည်ထူးချွန်သည်ဟုကြော်ကြားလာလင်လဲမကြော်ကြားရလင်အောင်အထုပ်ဤပိတ်ဆို့ဤအုတ်ချုပ်ဤနယ်ပယ်၌ပေးတင်သောအာနာများရာထူးများလုတ်ပိုင်ခွင့်များကိုမပေးဘဲချုပ်ကင်ထား၏ အချင်းအဖြစ်ပစ္စည်းဥစ္စာများလာဘအများကြီးအလေးအမြတ်ပြုမှုများတက္ကာယထင်ပေါ်ကျော်စောမှုများဒီလောကဟုသမျှကိုမရလျောင်းတနည်းနည်းဖြင့်ပြောင်ပြောင်တင်းတင်းဖြစ်စေသွယ်ဝ၍ဖြစ်စေပြုလို့ဤဤတို့ပြုလို့ရှင်ကိုဝင်းတိုချင်းမစ္စရိယဟုခေါ်ဤဝင်းတိုချင်းမစ္စရိယ၏အပြစ်များသည်စာပေကျမ်းဂန်၌ညာစွာလာလိမ့်ဤလူသည်ဘုစု လူသည်ပုထုဇဉ်တို့၏အဆုံးသဘာဝအတိုင်းဇီဝရေးသမားဖြစ်ပါကဇီဝရေးနယ်ပယ်၌မိမိသားလင်းသားချင်း၏ပညာရေးသမားဖြစ်ပါကပညာရေးနယ်ပယ်၌မိမိသားလင်းသားချင်း၏အုပ်ချုပ်ရေးသမားဖြစ်ပါကအုပ်ချုပ်ရေးနယ်ပယ်၌မိမိသားလင်းသားချင်း၏သားချင်းသည့်အတိုင်းလဲဆိုင်းရဆိုင်းရနယ်ပယ်၌သူတစ်ပါးထက်မသာသေးလင်းသားအောင်အားထုတ်၏ပြောင်ပြောင်တင်းတင်းအားထုတ်၍ရလင်းလဲပြောင်ပြောင်တင်းတင်းပင်အားထုတ်၏မတိမသာကြဲ့၍အားထုတ်ရလင်းလဲ မတိမသားကျေး၍အာထို၏ဤသဘောဝကိုထံပဟုဆို၏ထံပအနက်မှာတိုင်ဟု၍ဖြစ်၏တိုင်ဟုသည်ဆိုင်းရာကိုထောက်ပံ့ရသောသဘောရှိ၏ထို့ကြောင့်လူသည်ထံပသဘောအရာတခြားမိသူနှင့်ရှင်ရှင်းသူကငါအပေါ်ကောင်းတာထက်ငါကသူ့အပေါ်ပို၍ကောင်းသည်ဟု၍၎င်းသူကျေးဇူးငါအပေါ်ရှိတာထက်ငါကျေးဇူးကသူ့အပေါ်ပို၍ရှိသည်ဟု၍၎င်း ခံယူထား၏ထို့ကြောင့်သူကိုယ်သူလောကဤယေရှုရှင်ဟု၍၎င်းသူသာမရှိလင်လောကကြီးပျက်စီးသွားတော့မည်ဟု၍၎င်းသူကသာမှန်၍ပဝင်းကျင်ကမှားကြောင်းသူဤစိတ်ထဲ၌ထင်မှတ်လေ၏မနာလိုခြင်းအိတ်သာနှင့်ဝန်တိုခြင်းမစ္စရိယသည်စင်စစ်ကြောက်เสียကောင်းပါ၏ပစ္စုပန်၌လည်းစင်ရဲ့ခြင်းဗဒနာအကြောင်းဖြစ်ပါ၏တမလွန်၌လည်းအပေတို့ကြားရခြင်းအကြောင်းဖြစ်ပါ၏ထို့ကြောင့်သောတံပတိမတ်က ယင်းအာဟုတုံတရားနှစ်ပါးကို မြစ်ပြက်ပယ်သက်ရှင်ဖြစ်၏သောတာမတိမတိသောတာပတိမတိအာဟုတုတရားတို့တွင် အပေတို့ကြားရောက်စေနိုင်သောအကျဉ်းစားဖြစ်သောယုံညံ့သောအာဟုတုတရားမျိုးကိုပယ်သက်ယူဖြစ်လျာသောတာပတိမတ်ပယ်သောအာဟုတုတရားတို့တွင်မနာလိုခြင်းနှင့်ဝန်တိုခြင်းတို့ပါဝင်သဖြင့်ရှင်မနာလိုခြင်းနှင့်ဝန်တိုခြင်းသည်ညီမျှယုံညံ့တိမ်ဖြင်းသောအကုသိုလ်တရားဖြစ်ကြောင်းသိတာပါ၏ ထို့များလောက်ယုံညံ့သိမ်းဖြင်းသောမနာလိုခြင်းနှင့်ဝန်တိုခြင်းကိုမြင့်မြတ်သောစိတ်ထားရှိသောပုထုဇဉ်များသည်မိမိတို့သရဏ၌မြက်ပြက်အနေဖြင့်မြက်ပြက်အနေဖြင့်မပယ်သနိုင်စေကမူပါသည်ထက်ပါအောင်တရင်ကပဟံအဖြစ်ဖြစ်စာထို့ထက်ပိုပါအောင်ဝိခမဝိခံဘာနာဝိခံပနထို့ထက်ပို၍ပါအောင်ဝိခံဘာနံပဟံအဖြစ်ဖြစ်စေ ပယ်တတ်နိုင်အောင်အားထုတ်အပ်ပါ၏မနာလိုခြင်းနှင့်ဝန်ထိုခြင်းကိုပယ်တတ်နိုင်သောဤသည်ကျွန်တော်တို့၌ရှိ၏ထိုဤကမြတ်စွာဘုရား၏ဒေသနာဤဖြစ်၏ထိုဒေသနာဤသည်လွန်ခဲ့သောနှစ်ပေါင်း2500ကျော်ကာလမှယနေ့တိုင်အောင်မူမပြတ်ရှိ၏ထိုဤဖြင့်ရန်ကိုလည်းပယ်ခဲ့၏ဒဏ်ကိုလည်းပယ်ခဲ့၏ချမ်းသာဒုက္ခကိုလည်းပေါ်ဆောင်ခဲ့၏ဤနေရာ၌ချမ်းသာဟူသည်ကငြိမ်းချမ်းမှုချမ်းသာတဏှိဒုက္ခ ဖြစ်၏အခြားနိလမြားလည်းရှိပါ၏အခြားနိလမြားက community အရင်းချင်းဤစသည်တို့ဖြစ်၏အခြားနိမြားဖြစ်အကယ်၍ချမ်းသာကိုပိနိုင်သည်ဆိုစေဩခံစားမှုချမ်းသာဝိဒိုင်းဤတာဒုက္ခကိုသာပိနိုင်၏ခံစားမှုချမ်းသာသည်ငါပြောက်မှကြောက်သောစိတ်ဖြင့်ခံစားရသောချမ်းသာဖြစ်၍အတုသဘောကိုဆောင်၏ငြိမ်းချမ်းမှုချမ်းသာသည်ငါပြောက်မှမကြောက်သောစိတ်ဖြင့်မျက်မှောက်ပြရသောချမ်းသာဖြစ်၍အစစ်သဘောကိုဆောင်၏ အဆုံးသဘောအရဆိုရင် အတုဒီလောဘနဲ့ပဲနိုင်အစ်စ်ထက်ဆွဲမက်ဖွယ်ပူကောင်း၏အဆန်သဘောအရဆိုရလင်မူအလောဘနဲ့ပဲနိုင်အစ်စ်ထက်ကောင်းသောအတုဟု၍မရှိကြထို့ကြောင့်မြမနိုင်ငံသားတို့သည်ဤလောက၌ယံကင်းယံဒံကင်းယံချမ်းသာယံနှင့်အမျက်ဒေါသကိုချုပ်ထိန်နိုင်ရန်အတွက်မနာလိုခြင်းနှင့်ဝန်တိုခြင်းကိုပယ်ရှားနိုင်အောင်စူးစမ်းမည်ဆိုပါကမြတ်စွာဘုရားဒေသနာနည်းဖြင့်သာစူးစမ်းအပ်ပါ၏အဲဒါကြောင့်ဆိုတော့ လက်တွေ့ကျင်းသုံးမှုအရာထိုနည်းကို philosophical branix tower မှန်စဉ် tower tower စဉ်မှန်ကန်သောနည်းဖြင့် tower စဉ်မှန်ကန်သောနည်းအဖြစ်မငင်းနိုင်အောင်မှန်ကန်သောကြောင့်ဖြစ်ပါ၏ဘဝအကျဉ်းသားဥရွှေအောင်အတ္တမပြောက်သေးသေး၍ကာလပတ်လုံးလူသည်ဘဝ၏အကျဉ်းသားအဖြစ်မှလွတ်လည်နေမဟုတ်